ိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်မှာမူရင်းစေဝါတည်ယူမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတာဟာစစ်ပေးဆောင်တွေအတွက်နေထိုင်ရတာကန့်သက်မှုတွေပုံများလာနိုင်တယ်လို့စစ်ပေးဆောင်တွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းဂျပန်ခရိုင်ဇိုခေါ်တာကနေအိုက်ဇောမြို့ကိုလာတဲ့တစီကားတစီကိုရဲစစ်စီရေးခိတ်မှာစစ်ဆေးရာချင်းပြည်နယ်ဖလန်းမြို့နယ်ဒေသခံအမျိုးသမီးတယောက်စီကဘိန်းဖြူ119ဂရမ်ဖမ်းဆီးမိခဲ့တယ်လို့ချင်းပြည်နယ်အခြေဆိုင်သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဟာချင်းမီနယ်ကတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့မြန်မာစစ်ပေးရှောင်တွေအများဆုံးနေထိုင်ကြပြီးအိမ်ငှားနေကြသူတွေရှိသလိုစစ်ပေးရှောင်စခန်းတွေမှာနေထိုင်ကြသူတွေလည်းရှိပါတယ်။ဒီလိုမူရစ်ဆေးမှုနဲ့မြန်မာနိုင်ငံသားတွေမကြာခဏဖမ်းဆီးခံနေရတဲ့အတွက်ရိုးရိုးသားသားနေထိုင်တဲ့စစ်ပေးရှောင်တွေပါနေထိုင်ရကြက်လာမှာကိုစိုးရိမ်နေရတယ်လို့ကြံဖိုင်မြို့မှာနေထိုင်တဲ့မြန်မာစစ်ပေးရှောင်မျိုးသမီးတယောက်ကပြောပါတယ်။ဟုတ်တယ်များနေတယ်စစ်ပေးရှောင် အေးအဲ့ဖြစ်နေတာအကြောင်းလို့ကြာရင်ကျမတို့ကမောင်းထုတ်ခံရမယ်လို့ယူတတလုတ်ကင်နေသူတွေလေလုတ်ကင်စားကြလေသူကလည်းတက်သူတော့ရှိပါတယ်ဒီဘက်မှာမလုတ်ရင်တောင်းကြည့်ဦးချောင်းဘက်ပေါ့ဇုံကထားဘက်မှာကန့်နေပြီးတော့လုတ်ကင်စားလို့ရပါတယ်အိန္ဒိယဟိုဘက်ကနေစပီးရှောင်းနေဈေးမရောဘူးလို့အဲ့လိုမျိုးတွေဖိတ်တင်လာမဲ့အချိန်လူစားနေရတာကြောင့်လို့လေအာဆိုအဲ့ခါကျတော့လုတ်ကင်စားလို့မရဘူးပေါ့ဟဲ့မီဇိုရမ်ပြည်နယ်ရဲဌာနရဲ့စည်ရင်တွေအရာ 2020ခုနှစ်ကနေ2025ခုနှစ်အထိမီဆိုရမရာဇဝတ်မှုတွေနဲ့ဖမ်းဆီးခံရတဲ့နိုင်ငံသားအယောက်460ရှိပြီးအဲ့ဒီထဲမှာမြန်မာနိုင်ငံသား439ယောက်ပါဝင်ပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ185ယောက်ဟာမူရစ်ဆေးဝါးမှောင်ကုမှုနဲ့အမှုဖွင့်ခံရသူတွေဖြစ်တယ်လို့သိရပါတယ်။မူရစ်ဆေးမှုနဲ့မီဆိုရမဖမ်းဆီးခံရသူတွေဟာစစ်ပေးဆောင်တွေမဟုတ်ဘဲစစ်ကောင်စီရဲ့မူရစ်ဆေးဝါးကိုရဲနဲ့ဆက်ဆက်တဲ့သူတွေဖြစ်ပြီးသူတို့ကဆက်ဆောင်စခန်းတွေနဲ့ သူတို့ရဲ့ဆွေမျိုးစစ်ဆောင်တွေစီမှာယာယီတဲခိုသူတွေဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ပေးဆောင်တွေကမူရစ်စေဝါတည်ယူနေတယ်လို့အထင်မြင်လွဲစရာတွေဖြစ်နေရလို့စစ်ပေးဆောင်ရဲ့အကူအညီပေးနေသူတွေကပြောကြပါတယ်။အခုချိန်မှာစစ်ကောင်စီကမူကြီးစေဝါတရခိုင်အကြီးဆုံးတွင်ဖြစ်နေတဲ့ခါကျတော့ဒါရှိခေါင်းစီအမရနေတဲ့ရွေးကြတော့ဒီကိစ္စမှာပိုပဲရှိတယ်။တိုင်းမီဒီယာမှာလည်းစစ်ပေးဆောင်နေတဲ့ လိုလိုပါလိုလိုနဲ့မြောင်မာကမရှိတာမှုတွေရှိတယ်။ဒါတွေကြောင့်စိပေးရှောင်းတွေကိုအမြဲတမ်းအတက်တရောက်ကိုပြေးနေတဲ့အိန္ဒိယနိုင်ငံသားတွေကလည်းစိပေးရှောင်းတွေကိုတလဲမခံချင်တော့တာလည်းရှိတာပေါ့နော်။တော်လေးတော့ကြက်တော့ရိုက်စေတယ်ဒီလိုကိစ္စတွေရတော့။မီဇိုရန်ပြည်နယ်အစိုးရရဲ့တရားဝင်စီရင်ရာမြန်မာနိုင်ငံကနေရွှေပြောင်းရောက်ရှိလာတဲ့မြန်မာနိုင်ငံသား3000နီးပါးရှိပြီးချင်းရက်ဖက်အဖွဲ့တွေရဲ့စီရင်ရာချင်းစိပေးရှောင်း9000နီးပါးရှိတယ်လို့သိရပါဗျ။ချမဒီရီပါ။